ဂျူတိုင်းပါတီဟာညွန်ပေါင်းအစိုးရအဖွဲ့ကိုပြင်ဆင်ဖွဲ့စည်းဖို့တွန်းအားပေးလှုံ့ဆော်နေပြီးဘူဂျာတိုင်းပါတီဟာအထိုက်အခံဖြစ်လာနိုင်တယ်လို့ The Nation မှာဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ဖြူတိုင်းပါတီကပြည်ထရေးဝန်ကြီးရာထူးကိုလွှဲပြောင်းပေးဖို့ပြောကြားခဲ့ပြီးနောက်သူ့အတွက်ဝန်ကြီးဌာနနှစ်နေရာပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။ဗူကြတိုင်းပါတီကမူအချော်ပေးမဲ့ပုံမပေါ်ပဲပြည်ထရေးဝန်ကြီးဌာနကိုဖြူတိုင်းပါတီကလွှဲပြောင်းရယူသွားမယ်ဆိုပါကအတိုက်ခံပါတီဖြစ်ရက်တည်ဖို့အသိပြင်ထားပါတယ်။ဖြူတိုင်းပါတီကမူပြည်ထရေးဝန်ကြီးဌာနနေရာကိုပြန်လည်ရယူဖို့ပြင်ဆင်နေတယ်လို့ဖြူတိုင်းနဲ့ဗူကြတိုင်းပါတီကြားနိုင်ငံရေးတက်မှန်မှုအချိန်ဟာပောက်ကွဲထွက်တော့မဲ့အချိန်တွေကိုရောက်ရှိလာခဲ့ပါတယ်။ က်ရှိမှာညွန်ပေါင်းဆိုးရွားဖွဲ့နဲ့ပတ်သက်ပြီးဆိုးရွားတဲ့အခြေအနေမှကယ်တင်ဖို့ဝန်ကြီးချုပ်ဟောင်းတက်စင်အပေါ်မှာမူတည်လာတယ်လို့ကြမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ဇွန်လ16ရက်ကဝန်ကြီးချုပ်ပေတုံတန်းဒုတိယဝန်ကြီးချုပ်နဲ့ပြည်ထရေးဝန်ကြီးဖြစ်တဲ့အန်ဒူတင်ချမ်ပီယာကူတို့ကြားဆွေးနွေးမှုတွေပြုလုပ်ခဲ့ရမှာဘူဝါဒတွေကိုမြင့်တင်ဖို့ဆွေးနွေးခဲ့ကြပါတယ်။ဒီဆွေးနွေးမှုအတွင်း ဗိုလ်ချုပ်တိုင်းပါတီခေါင်းဆောင်အလူတင်ကအရင်သဘောတူညီချက်ဖြစ်တဲ့ပြည်ထရေးဝန်ကြီးဌာနကိုဗိုလ်ချုပ်တိုင်းပါတီရဲ့ထင်းကျုံမှုအောက်မှာသာထားရှိဖို့ထပ်မံအတည်ပြုခဲ့ပါတယ်။ဇွန်လ18ရက်မှာအလူတင်ကပြည်ထရေးဝန်ကြီးဌာနဟာဗိုလ်ချုပ်တိုင်းပါတီရဲ့ထင်းကျုံမှုအောက်မှာမရှိတော့ပါကဗိုလ်ချုပ်တိုင်းပါတီဟာညွန်မောင်းအစိုးရမှထွက်ခွာမယ်လို့လူသိရှင်ကြားကြေညာခဲ့ပါတယ်။ပေတုံတန်ကမူပြည်ထရေးဝန်ကြီးဌာနကိုဖြူတိုင်းပါတီလက်အောက်မှာပြန်လည်ထားရှိမယ့်အကြောင်းကို ရှင်းလင်းတဲ့အရေးလက္ခဏာပြသခဲ့ပြီး ဘူဇာတိုင်းပါတီကိုပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ဝန်ကြီးချုပ်ရုံတို့မှနေရာပေးမယ်လို့ကမ်းလှမ်းခဲ့ပါတယ်။ဒီကမ်းလှမ်းချက်ကိုဇွန်လ19ရက်ဒေတာစံတော်ချိန်မွန်လွယ်3နာရီခန့်မှာတုတ်ပြန်မှုဘူတိုင်းပါတီကအချိန်ပေးထားတယ်လို့သတင်းမှာဖော်ပြခဲ့ပါတယ်။